ရှင်မိရှင်များအားလုံးမင်္ဂလာပါရှင်24ရက်စက်တလမှာ30ရက်စက်တလ2025တပတ်တာတင်းငွေသားသမီးရှင်မိစုရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တင်းငွေသားသမီးရှင်မိစုဒီတစ်ပတ်မှာအလုပ်ကိုင်းနေလုပ်တဲ့အခါလုံမွားကိုင်းပါးဖြစ်တဲ့တည်းဝေရင်းနှီးမြုပ်နှံမှုတွေမြုပ်နေပြီးတော့ပြန်မပေါ်တာမျိုးတွေကြုံရတဲ့တည်းအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ဖိစီးမှုအများကြီးတပတ်တာလို့တွေ့ရပါတယ် တန်မိုးကြီးသောပစ္စည်းဝင်လာလို့ရှိပါတယ်။ဝင်လာဖို့ဆိုတာမိမိရဲ့ကိုယ်ပိုင်ဘဝရေတော့အခြားသူရဲ့တန်မိုးကြီးပစ္စည်းမိမိကိုလာပြီးတော့အနန္တာတာမျိုးဒီလိုလေးလေးကြုံရဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းတွေရဲ့အကူအညီတောက်ပံ့ကောင်းတွေရဖို့ရှိပါတယ်။ဒါအပြင်ဆရာသမားတွေရဲ့ပံ့ပိုးကူညီမှုအထောက်ပံ့ကောင်းပေးမှုအကြံဉာဏ်ကောင်းပေးမှုဒါလေးလည်းရရှိစေပါပဲဖြစ်ပါတယ်။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်ဒီမိမိစိတ်တိုင်းကြခံနေတဲ့ဘက်ဓမ္မပါရီမိမိဖြစ်ချင်တဲ့ပုံစံအတိုင်းအဝင်ခွင့်ကြစီပြီးတော့မိလူတွေတွေ့ရပါတယ်။ရှင်မျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးတွေထဲမှာအလူအကြီးတစ်ခုလုံးဝလိမ့်မယ်။အဲ့ဒီအလူမှာမိမိသွားလိုက်တဲ့အခါနမိတ်ကောင်းမွန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဝေးကြီးကိစ္စလေးတွေစကားပြောဆိုမှုတွေအောင်မြင်စေမယ်တပတ်တာလို့မြင်ပါတယ်။ ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့ view site ပါနော်မိမိအပေါ်မှာအမြင်မကြည့်တဲ့သူတွေနောက်မိမိအပေါ်မှာအမြင်နဲ့ကိုယ်ကိုစောင့်ကြည့်ပြီးတော့မှ ကိုယ်အဖြစ်ကိုလိုက်ရှာနေတဲ့သူတွေရှိနေပါတယ်ဒါကြောင့် view site ပါနော် အခြေအနေနဲ့ပတ်သက်ပြီးတော့ညနာပွင့်လန်းပြီးလူချင်းလူကင်ပေါ်ပြီးမိမိချစ်သူနဲ့မိမိရဲ့ကြားထဲမှာလည်းပဲကြီးကဲသူတွေရဲ့ကူညီမှုထောက်ပံ့မှုတွေကြောင့်အခြေအနေမှာပုံပြီးတော့ကျေနပ်တဲ့ဒီစိတ်ချမ်းသာတဲ့အတူတွေ့ရပါတယ်။ဒါ့အပြင်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ကလုပ်ငန်းကိန်းငန်းတွေ၊နောက်ငွေကြေးကိစ္စလေးတွေဒါလေးတွေမှာတည်ငြိမ်အောင်ကြားရတတ်ပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ခြူချမေး view ဆိုင်ပါနော်အထူးသဖြင့်မိမိရခန္ဓာကိုယ်ကိုယ်လက်မဤမသာဖြစ်နေတာမျိုး လေးလံထိုင်းပိုင်းတာမျိုးဖြစ်တတ်ပါလေအေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းလေးတွေမရရှိတဲ့အခါမှာမိမိနေနဲ့လုံရကံရခက်ခဲစီတဲ့အရာလေးတွေကိုတွေ့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့မိမိရဆရာရှိရင်ဝေးကြီးလေးတွေ ဝင်လာမေးသို့တော်မိမိကပေးရန်ရှိတဲ့ငွေကြေးကိစ္စလေးတွေကြတော့အပြည့်အဝနဲ့မပေးနိုင်တာမျိုးလေးတွေဖြစ်တတ်ပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်းဆရာကိုချုံလို့ပြီးကြည့်လိုက်တဲ့အခါကိုသည်အလုပ်တွေလှုပ်ဆောင်တဲ့အခါမှာငွေကြေးစကားပြောဆိုတဲ့အခါမှာမပြီးဖြတ်ဖင်းနေတို့လိုတန်းလန်းလေးတွေနေဒီလိုဖြစ်သွားတဲ့အရာမျိုးလေးတွေဆိုရင်ကိုဘက်ကအေးနေတာနောက်ပြီးတော့ကိုကပြောရေးဆိုပဲမရှိတော့တာဒီလိုလေးအကြောင်းအတက်တယ်ဒါကြောင့်မို့လို့မိမိနေနဲ့ ြီးပြက်အောင်ပြောဆိုပြီးတော့ပြီးပြက်အောင်လုပ်ကင်လိုက်တယ်ဆိုရင်တပတ်တာလုံးအဆင်ပြေပါချစ်မိချစ်များအားလုံးမင်္ဂလာပါရှင်24ရက်17လ2025မှာ30ရက်17လ2025တပတ်တာတနင်္လာသားသမီးချစ်မိစုရဲ့လုပ်ကင်ကနေစတင်ဟောပြောပြီးမှာပဲဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချစ်မိစုအလုံးနဲ့ပတ်သက်ပြီးတော့ရံများခြင်းပြဿနာဖြစ်ခြင်းလို့မြင်ပါတယ်တမူကြီးတို့ပစ္စည်းထွက်တပါတယ်အတိုက်ခံလေးပြောဆိုရတာမျိုးလေးကြောင့်ရတပါတယ် မိတ်ဆွေပေါင်းသင်းတွေရဲ့ကူညီထောက်ပံ့မှုပံ့ပိုးမှုတွေရဖို့ရှိနေပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအစီအပြေမင်းအိမ်ကိစ္စအစီအစဉ်လိုက်တိုင်းပါလေအောင်မြင်စီမင်းမိမိပြောစကားရအောင်မြင်ပါလိမ့်မယ်။ဆွေမျိုးသားချင်းစီအားကူညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အန်ဒီရေလုံးဝမရှိရပြင်ချစ်သူခင်သူပေါ်များပါမယ်တပတ်တာပါဒါအပြင်ငွေရည်ရင်းနှီးမြှုပ်နှံပြီးတော့လုပ်ငန်းနဲ့ပတ်သက်တဲ့အရာလေးတွေပေါ်လာစေမယ့်တပတ်တာလို့သိရပါတယ် စိုးဝါးတဲ့အတိုက်ကိုက်တွေမရှိဘူးချစ်တဲ့သူခင်တဲ့သူပေါ်တယ်အဲ့တော့အချီးနဲ့ပတ်သက်ရင်လည်းပို့ပြီးတော့မျက်နှာအရန်ပွန့်လန်းနေတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေနဲ့ပတ်သက်တာဒါမှမဟုတ်ရင်သားသမီးဟုတ်တယ်သားသမီးကြီးဇာနေပြီးတော့အကျိုးကျေးဇူးပြန်လဲပြီးတော့အကျေးကျေးဇူးဆက်တာလေးတွေရရှိစေမဲ့တပတ်တာပါအေးချမ်းမှုရေးချမ်းမှုမတွေ့ရသေးဘူးမိမိအနေနဲ့ဘယ်အရာလေးပဲလုပ်လို့အမြင်အမှုတစ်ပြင်းနဲ့စိတ်မောလူမောလုံးဝပဲတပတ်တာလို့တွေ့ရပါတယ် ချမ်းမာရေးနဲ့ပတ်သက်ရင်အာယုံကျော်အားနေပါတယ်ပြုစိတ်ပါနော်ကံနဲ့ပတ်သက်ပြီးတော့ကံအားလောကောင်းပါတယ်ထီတူးကန်ဆန်းကျင်နေဆိုရင်တော့၃ရက်တလုံးထီတူးကန်ဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ရစရာရှိတဲ့ငွေကြီးလေးကြန့်ကြမယ်မိမိကနေပြီးတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လေပတ်တဲ့ငွေကြီးကိစ္စလေးတွေပြောင်းရဆိုရတာလေးတော့အဆင်ပြေပါလိမ့်မယ်အောင်နဲ့ပတ်သက်ပြီးခုပိုင်းဆရာချုပ်ကိုပြီးကြည့်လိုက်တဲ့အခါမိမိရဲ့ရက်ွက်ချင်းမိမိရဲ့လမ်းထဲမှာ နာယီတရေတခုကြားတပါးလေးမိမိကတော့တင်းညိုင်းပြေနေခြင်းအာတုပပို့ခြင်းကို ရှောင်ပါဒီတော့တနေ့မှာသာသမီချိမိဆွေတွေကံတောက်ပံဖြစ်စီတဲ့ရေရာကောင်းလေးပြေးချင်ပါတယ်တနေ့မှာသာသမီချိမိဆွေမိမိနေကဖရားမှာနွားနှုတ်တူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချိမိဆွေများအလုံးမင်္ဂလာပါရှင်24ရက်7လမှ30ရက်7လ2025တပတ်တာ အင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လုံခြုံရေးအလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံအရန်ကောင်းနေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့တူးချင်ရခြင်း၊လုပ်ငန်းမှာအောင်မြင်ခြင်း၊ညံ့အောင်ပွင့်လန်းခြင်းဒါလေးတွေ့ရပါတယ်။တန်ဖိုးကြီးတော့ပြည်စီဝင်လာလို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ရင်တော့လူယုံဒုက္ခပိတ်တဲ့ဒေဂိမ်းစိတ်ပါ။အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာကြီးတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းရဲ့ အတွက်နဲ့စိတ်မကောင်းစရာလေးတွေကျုံတွေ့ရမှာပဲဖြစ်ပါတယ်။ရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိရပြီးချစ်သူခင်သူပေါ်လာမယ်တပတ်တာပါ။ချင်းနဲ့ပတ်သက်ပြီးတော့ညီနေပဲတပတ်တာပါ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာစီပဲအိမ်တော်ကြီးပါပဲ။ကျမကြီးနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမရှိပါဘူးရှင်။ဒီခေတ်ကနေအကျမ်းမာကြီးခန်းစားနေရတယ်ဆိုရင်ဒီတပတ်ထဲမှာအနာနဲ့ဆီးတွေ့ပြီးဆရာကောင်းတပါးကောင်းတွေ့တာပါမယ်။ အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့သူမြန်အတွက်နဲ့ပူလောင်မဲ့ကိစ္စလေးတွေပေါ်လာလို့ရှိနေပါတယ်။ကံနဲ့ပတ်သက်ပြီးတော့အားနေတယ်။တို့ပေမဲ့ဒီတို့ကန်ဆန်းခြင်းနဲ့ဆိုတော့ရှစ်တလုံးဒီတို့ကန်ဆန်းလို့ရပါတယ်။ဝေးချစ်ကိစ္စတွေခေါင်းရှုပ်ရမယ်ဆိတ်ရှုပ်ရမယ်ကိုကပေးရမယ်ကိစ္စတွေလည်းအခုတပြင်းနဲ့မပေးနိုင်တာမျိုးကြောင့်အတက်ပါတယ်။အောင်နေပတ်သက်ပြီးတော့ပူပန်စရာ ကြီးလိုက်တဲ့အခါဘာလေးပဲလုံးလုံးအမြင်နဲ့အတိုက်ခံလေးတွေ ြောရဆိုရမယ်လိုအပ်ခံရမယ်လို့တွေ့ရပါတယ်။အင်္ဂါသားသမီးချစ်မိတ်ဆွေတွေကံတောက်ပတ်ဖြစ်စေတဲ့ရည်ရာကောင်းလေးပေးချင်ပါတယ်။အင်္ဂါသားသမီးချစ်မိတ်ဆွေပြုလို့ဆောင်ရမယ်ရည်ရာကမိမိနေအင်္ဂါဖျားမှာပန်းအဖြစ်ရောက်ခုနှစ်ပွဲပြန်ချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာပြည်လဲပေါင်းမိလူတွေ့ရပါတယ်ရှင်။ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။24ရက်7လမှာ30ရက်7လ2025တပတ်တာ ဗုဒ္ဓဟူးသားသမီးချင်းမိစုရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူးသားသမီးချင်းမိစုအလုပ်ကိုင်းနေရန်ကောင်းနေအယောင်းဝယ်တွေဖြစ်ထွန်းပြီးမိမိလုံဆောင်တဲ့အရာလေးတွေမှာပုံကံတစ်ချင်းနောက်အများသူကအချင်းယူလေးစားခြင်းခံရမယ်တပတ်တာလို့မြင်ပါတယ်။တန်မိုးကြီးသောပြည်စီဝင်လာဝှေ့ရှိနေပါတယ်။မိမိရည်ရွယ်ချက်စီထားတဲ့ကိစ္စလေးတွေအောင်မြင်စေဖက်တပတ်တာပါ။မိတ်ဆွေပေါင်းသင်းလေးဆရာသမားကြီးရဲ့ကူညီပံ့ပိုးထောက်ပံ့မှုတွေရရှိစေပါမယ်။ ိနဲ့ပတ်သက်တဲ့ကိစ္စရည်တွေသတင်းအောင်ကြားမယ်စိတ်ချမ်းသာမယ်ချီးမြှောက်ပါမယ်ရှင်ယူသားချင်းနဲ့ပတ်သက်ရင်တော့ရှင်ယူသားချင်းကြောင့်ပူပန်နေရတာနောက်ဆန်တင်ရတာကျန်းမာရေးတွေဆွေရတာဒီလိုလေးရှိပါတယ်ရန်ရည်တိုက်ခိုက်လုံးဝမရှိပါဘူးရှင်အခြေအနေနဲ့ပတ်သက်ပြီးတော့ BB ချစ်သူပေါ်မှာတန်လျာတွေများနေတတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီချင်းတာယာမဲအိမ်တော်ကြီးပါ ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကြူကြပါမယ်။ဖြစ်လာရင်ခြေထောက်အောက်ပိုင်းတွေကျန်းမာရေးညတ်တတ်ပါတယ်။အေးချမ်းမှုရေးချမ်းမှုရောက်ရှိလာစေမယ့်တပတ်တာပါ။ဒါအပြင်အမျိုးသမီးအကြီးငယ်များဤမိမိကိုကူညီပေးခြင်းငွေကြေးထောက်ပံ့ပေးခြင်းဒီလိုတွေတွေ့ရပါတယ်။ကဲနဲ့ပတ်သက်တော့အားနေပါတယ်။သို့ပေမဲ့မဖြစ်မနေထီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးထီတို့ကန်ဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့မိမိနေနေဝေးဝင်လာတဲ့ကံအားလည်းရှိတယ်။ဒါ့ပြင်မဲ့တစ်ချက်မှဝေးမပြေးဘဲနဲ့ ဝေးအထွက်အရန်ကျန်းနေတာမျိုးကျောင်းရတဲ့ပါရင်အောင်းလုံးနဲ့ပတ်သက်ပြီးတော့ဘူဝင်စရာကြည့်လိုက်တဲ့အခါမိမိကိစ္စမဟုတ်ဘဲနဲ့ဆွေမျိုးသားချင်းကိစ္စနော်နောင်မိသားစုရေးရာနဲ့ပတ်သက်တဲ့ကိစ္စတကယ်ချင်းပေါင်းသင်းရဲ့ကိစ္စအတွက်နေမိမိတွေအလုပ်တွေအရန်ရှုပ်ပြီးတော့လိုက်နံပြီးကုကြီးဆောင်ရွက်ပေးနေရတဲ့တကူတော်ပရိဂိတပဲဖြစ်တဲ့ပါရင်ဒီတော့ဗုဒ္ဓဥဒသမီးချင်းမိဆွေတို့အတွက်ကံတော့ပဲဖြစ်စေတဲ့ယနေ့အကောင်းလေးပြည့်စုံပါသည်ဗုဒ္ဓဥဒသမီးချင်းမိဆွေတပတ်တာပြုလို့ဆောင်ရွက်မယ့်ယနေ့က မိမိဒီကဖျားမှာခေါင်းလုံးနဲ့ကက်လက်ကလေးနဲ့လူတိုင်းချင်းဖြင့်ခက်ခဲတည်သောတပတ်တာပြည်လေသွားပြီးတွေ့ရပါလိမ့်ရှင်။ချစ်မိတ်ဆွေများအလုံးမင်္ဂလာပါရှင်။၂၄ရက်၁၇လမှ၃၀ရက်၁၇လ၂၀25တပတ်တာကြာသွားပြီးတောင်းသမီးချစ်မိတ်ဆွေရဲ့လုပ်ကိန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်။ကြာသမီးတောင်သမီးချမိတ်ဆွေအလုံးမှာအပြိုင်ပေါ်မယ်အတိုက်ခိုက်ပေါ်မယ်မလို့အဖက်ပြဿနာတွေပေါ်တတ်တယ်စကားတွေလည်းပြောရတတ်ပါတယ်တမ်းမူကြီးတော့ပြည်စီဝင်လာဝိရှိနေပါတယ် မိတ်ဆွေပေါင်းသင်းတွေရဲ့ကုကြီးတောက်ပံကောင်းတွေရမယ်နာမည်ကုန်တရင်ကောင်းတွေကြော်စောမယ်လို့တွေ့ရတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့များအစီအပြေမယ်မိမိရဲ့နေနဲ့အိုးအိမ်ဝေချနာနေရာတိုင်းကပိုင်ဆိုင်ချင်တာဒီလိုလေးရရှိစီမယ်တပတ်တောင်လို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုစရာတွေကြုံရတတ်တယ်။ရန်အနေနဲ့အတိုက်အခိုက်လုံးဝမရှိတဲ့ပြင်ချစ်သူခင်ပြပေါ်များလာမယ်တပတ်တာပါ အချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာစိတ်ကုန်စရာဒီလူကြီးကျောင်းတက်ပါရင်အိမ်တော်ကြီးနဲ့ပတ်သက်ရင်ဩမိမိအိမ်တော်ပဲကျမ်းမာရေးညတ်တက်ပါရင်မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ချူကြမယ်အဓိကတော့အေးပတ်တာရေချူးဆင်ခြင်ပေးပါကံနဲ့ပတ်သက်ပြီးတော့ကံအားအလုံးနေပါတယ်။သို့ပေမဲ့မဖြစ်မနေထီထိုးကံဆန်းခြင်းနေဆိုရင်တော့လေးတလုံးထီထိုးကံဆန်းနေရပါတယ်။ဒွေးချင်းနဲ့ပတ်သက်ပြီးတော့ရွှေလန်းပွန်လန်းစီမဲတပတ်တာလို့မြင်ပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာဂျုံကိုပြီးကြည့်လိုက်တဲ့အခါပြည်တွင်းနဲ့ပြည်ပဆိုတဲ့နေရာမှာပြည်ပမှာအဆက်အသွယ်ကောင်းလေးတွေတရင်ကောင်းလေးကြားဖို့ရှိပါတယ်။ဒီတော့ကြာသာပြီးသားသမီးချင်းမိတ်ဆွေတွေကံတောက်ပတ်ဖြစ်စေတဲ့ရည်ရာကောင်းလေးပြခြင်းပါတယ်။ကြာသာပြီးသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရည်ရာကဘုန်းကြီးတန်ဃာတော်တွေကိုဝတ်သားရေးဆုံးလောက်လို့ခြင်းပြီးမိမိခက်ခဲနေသောတပတ်တာပြည်လည်သွားမိတ်လူတွေ့ရပါတယ်ရှင်။ချင်းမိတ်ဆွေများအလုံးမင်္ဂလာပါရှင်။၂၄ရက်၁၇လမှာ ုံးစီရဲ့စက်တလာ2025တပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တောက်ကြသားသမီးချင်းမိတ်ဆွေအလုပ်ကံအရန်ကောင်းနေလုပ်ငန်းတူချင်ရမေအယောင်းဝယ်ဒီပြောရေးဆိုတာကိစ္စမှာရောင်းပန်းဝယ်ပန်းဖွင့်လှစ်စီမဲ့တပတ်တာပါတန်မိုးကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါတယ်ပေးစီပေါင်းတဲ့ရဲ့ကုညီမဆမှုထောက်ပံ့မှုတွေရောက်ရှိနေတာပြင်ခရီးတွေသွားပဲကောင်းတော့တွားခြင်းလို့မြင်နေ အိမ်ထဲပတ်သက်ပြီးတော့အလှူဒန်းတွေများစွာလုပ်ရမယ်။မိမိအိမ်မိသားစုမှာလည်းပဲပျော်ရွှင်စရာကြည့်ညူးစရာတွေကြုံရတဲ့ပြည်။ရှင်မြသားချင်းစီရနေပြီးတော့အထောက်ပံ့ကောင်းဝေကြီးကူညီကောင်းလေးတွေရဖို့ရှိနေပါတယ်။ဂျန်နီတိုက်ခိုက်ရှိတဲ့တတိထားပါနော်။ချီနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးမှာစိတ်ကုန်စိတ်ပြတ်တာမျိုးကြုံရတဲ့ပြည်။ကျမကြီးနဲ့ပတ်သက်ပြီးတော့စူးချုံလုံးဝမရှိပါဘူးရှင်။ကံနဲ့ပတ်သက်ပြီးတော့ ကံအားအလုံးနည်းတယ်။သို့ပေမဲ့ပဲဖြစ်မနေဒီတို့ကန်ဆန်းကျင်နေဆိုတော့6တလုံးဒီတို့ကန်ဆန်းလို့ရတယ်။ဝီကြီးလက်လာပါတယ်။ရှင်လန်းပွန်လန်းစီမဲတပတ်တာပါ။အလုံးနဲ့ပတ်သက်ပြီးတော့ပူပွဲဆရာချုံကိုပြီးကြည့်လိုက်တဲ့အခါမိမိဒီနေသွားတာလာတာလေးတွေကို2ပြူးဆိုင်စီချင်ပါတယ်။အဲ့တော့တောက်ကြသားသမီးချင်းလေးတွေအတွက်ကံတောက်ပတ်ဖြစ်စေတဲ့ရေရာကောင်းလေးပေးချင်ပါတယ်။တောက်ကြသားသမီးချင်းလေးတွေခွေးစာများများကျွေးပါ ယခုလိုကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေးရပါတယ်ရှင်။ချစ်မိစုများအလုံးမင်္ဂလာပါရှင်။24ရက်ဆက်တလမှာ30ရက်ဆက်တလ2025တပတ်တာစနီသားသမီးချစ်မိစုရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။စနီသားသမီးချစ်မိစုအလုပ်ကံဒီရန်ကောင်းမင်းပြောရေးဆိုရာကိစ္စအဝဝအောင်မြင်စီမင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မိမိကသာလေအရေးပါအရာရောက်လုပ်ပိုင်ခွင့်ရရှိစေမယ့်တပတ်တာပါ။ တမူးကြီးသောပစ္စည်းတွေဝင်လာလို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ပူပန်ရတာစိတ်ညစ်ရတာဒီလိုလေးကြုံပြရပါလိမ့်မယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်ဒီနောက်ဆက်တင်ရတတ်ပါတယ်။ဆွေမျိုးသားချင်းအောက်လက်ငယ်သားစီမှာတရင်ကောင်းဆက်တဲ့ကောင်းဒီကြားဖို့ရှိနေပါတယ်။ရန်အန်ဒီရဲ့အတိုက်အခံလုံးဝမရှိပါဘူး။တို့ပင်မဲ့တွားနေလာတဲ့အခါတော့တတိလေးဓာတ်စီချင်ပါတယ်။ ချီးနဲ့ပတ်သက်ပြီးတော့မျက်နှာဖွင့်လမ်းမေးဒီဂျစ်တိုကင်ပေါ်မေးအင်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းတာရစီမေးအင်တော်ကြီးပါကျဲမကြီးနဲ့ပတ်သက်ရင်စူးချူးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုရေးချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဖြစ်ဖြစ်မိမိကဘယ်နေရာလေးမှာပဲဖြစ်ဖြစ်မိမိကိုယ်တိုင်ပါဝင်ပြီးလှုပ်ဆောင်ပေးရမယ့်အရာလေးရှိတဲ့အတွက်ကြောင့်မအေးချမ်းသေးဘူးလို့သိရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလုံးကောင်းပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင် 6ရေ9ရေပါတဲ့နံပါတ်တွေကိုတီထိုးကန်ဆန်းပေးပါ။ဝေကြီးလက်နာပါတွေတပတ်တာရှင်လန်းဖွင့်လန်းစီမင်းမြင်ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကျွန်တော်ပြီးကြည့်လိုက်တဲ့အခါမိမိကိုအခြားသူတွေကနေပြီးတော့ယုံကြည်အားကိုးခြင်းလီးစားခြင်းကိုရရှိစေမယ့်တပတ်တာပါ။ပြီးတော့စနေသားသမီးချစ်မိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့တရားကောင်းလေးပြုချင်ပါတယ်။စနေသားသမီးချစ်မိတ်ဆွေမိမိနေငါဖခင်မှာကြောက်ကြောတပကံလှူဒန်းခြင်းဖြင့် ခက်ခဲနေသောတပတ်တာလို့ဆိုပြီးလေသွားမင်းတို့တွေ့ရပါတယ်ရှင်